จิตตมาเตี่ยวมาเนาะอสังสะอะยาอย่าอธิกอจะซูอย่าเบยอย่าเลยไม่รู้ติแกจิตตมาเตี่ยวมาอสังสะอะยาอย่าอธิกอจะซูอย่าหนีไหนผู้เวไอ้ไม่หนีไหนแล้วก่อนอเมเรนอ่อมมีมาจิตตมาตลอดๆเนี่ยๆจิตมาเราจောက်จ้ะไอ้တော့ ီမာတယ်ဆိုတဲ့ကိစ္စမှာမာခြင်းအမျိုးမျိုးရှိနော်အဲ့တော့ကြက်နူးပေါင်းနဲ့မာတာလားနော်ဝိုင်းများလို့မာတာလားခန့်လွန်းလို့မာတာလားအဲ့ဒီမှာမာတဲ့အထဲမှာမာတော့တော်တော်ဆိုးတဲ့မာနည်းရှိတယ်ဒီလူအတောင်ပခုံးနှစ်ဖက်မှာမာကင်နေထိတ်နေပြောင်းနေမာနေရဲ့အမဒီအကျက်ဆိုရင်တော်တော်စုတ်ပါတော့တော်တော်စုတ်လို့မာအဲ့တော့တခုတ်သွင်းဝိုင်းထဲမှာဟာခဏကျက်မာလို့မာလို့ပြ ဲ့တော့ဥတော်ဖန်မှာရှိတဲ့ကလေးတွေဥတော်တစ်ခုပြောတာမယ်ကြက်မာတယ်ဆိုတာဥတော်အတိရပေါ့နော်ခံလို့မှာဒီပခုံးမှာတော့တော့စုပ်လို့မှာဝိုင်းညာလို့မှာနော်အဲ့တော့မာတာကိုဥတော်ဝိုင်းနေရလူတက်သမားတော်တော်များများကြောက်ကြတယ်ตาတို့ကလည်းကြောက်အောင်မလားအဲကြောက်မဲ့အခန်းတော့ရှိတယ်အဲ့ဒီမှာကြောက်မဲ့အခန်းရှိတယ်ကြောက်မဲ့အခန်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကြက အဲ့ဒီမာတဲ့ချက်ကဥဆောင်လို့စိတ်ထဲမှာဒါဆုပ်လို့မာတာခံလို့မာတာဒါချင်းချင်းလေးပဲဟုတ်လားဥပမာပေါ့ဒီမှာဒီမှာပေါ့လက်မျိုးတစ်ချောင်းနဲ့လက်ကိုနော်ဟိုဥမာဘွားတာဟိုတစ်ခုခုပြောရရင်တော့ဒါဟိုတန်ပိုင်တစ်ခုဖြစ်မှကြောက်လို့အဲ့တော့ဒီမှာဒါတန်မဲထားလိုက်တော့ပေါ့ဒီအချွန်ပါတယ်အချွန်ပါတယ်ပထုံးမိတယ်ဒီမှာတွေးထွက်တန်ကိုဖြစ်တယ် ဒါဆိုရင်ဒါခိုင်းပြီလို့အခုနမာတဲ့ကြက်ကပြောင်းနေအမွေးကြက်ကိုလည်းသွားအဲ့ဒါခိုင်းပြီလို့တဖြည်းဖြည်းနဲ့တက်သားကြီးတက်ပြီးမာနေတာဟုတ်ပလားမခိုင်းမိဘူးနားမလားအမွေးကျွတ်မလားမကျွတ်ဘူးနော်အဲ့တော့မင်းတို့မာတဲ့ကြက်ကိုကြောက်တယ်ကြောက်တယ်နဲ့ဥပဒေဖာမာရှိရဲ့လောင်တက်လာမယ်ကလေးတွေမာတဲ့ကြက်ကိုကြောက်ရမယ်မကြောက်ရဘူးမကြောက်ရဘူးဆိုတာအဲ့ဒီမာနေတာနှုတ်ပြီးမာနေတာကနော်ကြက်တက်ကောင်းပြီးမာနေတာလား ဝိုင်းညာပြီးမာနေကြတာဒါလေးကိုမင်းတို့သိရမယ်ဝေခွဲလို့ဝေခွဲပြီးသိရမယ်အဲ့တော့ကြက်တကောင်မာတယ်ဆိုတာဥပ္ပတော်တို့ကတော့မာတယ်ဆိုတာစုံလို့မာတာခံလို့မာဝိုင်းညာလို့မာပုံကောင်းစဉ်ကြက်ကိုကိုကြက်အယိုးကြီး၆ဝဲကြက်သက်ကောင်းမယ်မိုင်ချိမယ်ဒါဆိုရင်ဒီကြက်အမာကြီးကိုဒါကြောက်ရမလို့ဘာဖြစ်လို့ဒီကောင်ဒီတလောက်ပြောင်းထောမာနေမှာတော့တခံစုံလို့မာအဲ့တော့ဥတော်ဖန်မှာရှိတဲ့ကလေးတွေ ဘေးကျက်သမားတွေမာတွေကြောက်ကြောက်ကြောက်တော့ကြောက်ရမယ်ကျက်သက်တည်ရမယ်ခုကျက်ရဲ့အယိုးရေခိုင်ခန့်မှုကျက်သက်ကောင်းမှုနော်အလုံးစုဒါလေးကိုတည်ပြီးတော့ခုနမာတဲ့ကျက်ကိုဇွေးပြီးပို့တိုက်လို့ရှိရင်ဒီလိုပြောင်တဲ့ကျက်ကိုဇွေးပို့တိုက်လို့ရှိရင်ဒါဆိုရင်မင်းတို့ကလွယ်လွတ်တကူနိုင်နိုင်တယ်အဲ့တော့ကျက်ဆိုတာမာတိုင်းကြောက်လို့မရဘူးအချို့ကမာရင်ဝိုင်းထဲမှာရှင်ရှင်သူစားဝါမလို့ထင်တယ်ဒါနဲ့တကယ်ထိရောက်တဲ့ အလုတ်တွေလှုပ်လိုက်လို့အဲမာရိတ်ကကမာလို့မရတော့ပျော့ပါတယ်ဟဲ့လားအဲ့တော့ဥတော်ခံရှိတဲ့ကလေးတွေကတော့မာတိုင်းကြောက်ပြမရှိဘူးဘာဖြစ်လို့ကိုကဂုံကြီးတွေကြက်တက်တွေနှုတ်ပြီးမာတာတွေဝိုင်းများလို့မာတာတွေကြည်ပြီးမာတာတွေဒါတွေတော့နားလည်ဘူးလို့တယ်အဲ့တော့ဥတော်ဖာမှာရှိတဲ့နောင်တက်လာမဲ့ကြက်သမားပေါက်တာတွေမာရဲကြက်ကိုကိုကြက်ဂုံကောင်းတယ် အလုတ်ကောင်းနေကြဲဦးကြက်တက်ချီရဲဒါဆိုရင်တော့ဒီလိုမာတဲ့ကြက်တွေပဲဒီကအူတော်ကတော့မိုင်မာတဲ့ကြက်ပဲလိုက်ရှာတာမာတဲ့ကြက်ကူပဲတိုက်တာများတယ်ဟုတ်လားမာတိုင်းကြောက်စရာမလိုပါဘူးဟုတ်လားနော်ကဲကလေးတွေဥပတော်ကတော့ကြက်ကင်ကြီးပြောပြလို့မရလို့ဒီတိုင်းအလုတ်ပဲပြောပြတော့မင်းအဲ့တော့ဥတော်ကြက်ခုနလားဒါအရွယ်ပေါ့စနော်နော်အမွေးတောင်လေးတွေစုံနေမွေးတောင်လေးစုံနေပြီမယ်လို့ကမွေးတောင်စုံနေပြီမယ်လို့ကမချောက်သေးတဲ့အတွက်ကြောင့် ကြက်ကိုကင်လို့မရသေးဘူးနော်ဒါပေမဲ့လို့အဲ့လိုခုနလသားအရွယ်ဒီအမွေးတောင်လေးတွေစုံပြီးတော့မချောက်သေးတဲ့ကြက်ဒီအဲ့ဒီကြက်တည်းဟာကိုယ်အိမ်မှာတကောင်နဲ့အနိုင်မရှိတဲ့ကြက်ဒီဆိုလို့ရှိရင်တော့သူတို့ကထကြွတယ်ထကြနေအမကြက်ဒီမျိုးတော့ခွက်လက်ပုတ်ရောအဲ့လိုခုနလသားပတ်လိုက်ခွက်လက်ပုတ်တော့တစ်ခါနဲ့နှစ်ခါသုံးခါဒီလိုပုတ်လာတဲ့အချိန်မှာမင်းတို့ကမာရှာလာပြီးအနိုင်ကလည်းမရှိဘူးကိုယ်အိမ်မှာသူကလည်းဘုံဆိုအကြက်ကထပြီးတော့ မနစ်တာဝိုင်းလို့အတွေ့အကြုံရဖို့ဝိုင်းတဲ့ကိုသွားရောအဲ့လိုဝိုင်းရဲ့ကိုသွားတဲ့အခါမှာဝိုင်းနေရောက်တဲ့အခါကျတော့မင်းကထပ်နိုင်မြန်နော်အဲ့တော့ထပ်နိုင်တော့ဒီချက်တက်နူးနူးနဲ့ထပ်နိုင်တဲ့အတွက်ကြောင့်အလုံရတယ်မာတယ်ဂျံပြစ်လာပြီမှတ်ထားနော်နောက်တစ်ခါထပ်ခိုင်းပြီချက်တက်နူးရယ်မာတယ်အလုံရတယ်ဂျံပြစ်လာပြန်နောက်၃ဝိုင်းလဲဂျံမျိုးပြစ်လာပြန် နောက်ကြတော့ခါကျတော့ဒီချက်ကအန်ဒီရရှိလာဘယ်လိုအန်ဒီရရှိလာလို့မင်းကခုနလားလားလောက်မှာအမွေးတောင်မလျှောက်တချောက်မှာမင်းကဒါဒီကိုင်နာတော်ဖဲ့တာတော်လုံးလုံးမရသေးတဲ့အချိန်မင်းကအိမ်မှာဘူဖြစ်တဲ့တော့ကြဒီချက်ကိုတွားတိုက်တွားပို့လောက်တာအဲ့လိုလုံရင်လုံရင်ကြိတ်ဖန်များစွာလုံးတယ်ပြောပါကျက်နုနဲ့မာတယ်ဒန်ဒီပေါ်လာတယ်ကျက်မှုနဲ့မာတယ်ဒန်ဒီပေါ်လာတယ်အဲ့ဒန်ကိုမင်းတတိမထားဘူးအဲ့မှန်ဟိုဝိုင်းနေသေးရောက်လေရောက်နောက်ဆုံးနောက်ကြတော့ဝိုင်းထဲမှာကျက်ကစိမ့်နေယူကြောက်ယူကြောက် ဟုတ်လားကိုတဲ့ကြအားလေးစီးဘာလို့ကြအားလေးစီးရအောင်ဆိုမင်းကမာတဲ့အတွက်ကြောင့်ဥပတက်ကိုစိမ့်နဲ့ကြက်တက်ရှိတဲ့ကြက်ကိုကြအားလေးစီးပြီးပေးတိုက်တယ်အေးအဲ့ဒီကရှင်မှာဘာဖြစ်လို့ဆိုတော့ကြက်တရားနော်ဒန်ဒီများလာတဲ့ကြက်တဲ့နူးနူးနဲ့လှုပ်ခဲတဲ့အတွက်ကြောင့်ဒီဒန်ဒီများလာတဲ့အချိန်မှာကြက်ကနောက်ဆုံးကြောင့်တဖြည်းဖြည်းနဲ့ဒီကြက်ကဝိုင်းထဲမှာသူ့ခွင်ကိုနစိမ့်နဲ့ကြက်တဲ့ပုံနာတယ်ဘာဖြစ်လို့ဆိုတော့အယူတက်မရှိဘဲနဲ့မာခဲ့လို့ဟုတ်ပလား ယူသက်မရှိပဲမှာခဲ့လို့အဲ့တော့ယူသက်ရှိတဲ့ကျက်ကတဖြည်းဖြည်းနဲ့နော်ကိုအယူသက်နဲ့ရိုင်းပြီးစောင့်ပြီးတဲ့အချိန်မှာနောက်ဆုံးကြတော့ကျက်ကဆုံးပေးရတာလို့ကောက်ပေးရတာလို့ထွက်ပြေးရတာလို့အဲအဲ့ဒီမှာကျက်ထွက်ပြေးရောထွက်လဲထွက်ပြေးရောငါကျက်အရင်တော့ကကျက်တာကောင်းခဲ့အခုကမှဘာလို့ခုနိုင်ကြပြီအခုဒီလူကျက်ကြီးတဲ့တိုက်ကမှဘာဖြစ်လို့ဖတ်ပြေးတာတော့ကိုအရင်မျိုးရိုးပါတခါဖြုတ်ဖြုတ်မရှင်တဲ့စိတ်ခေါင်းထဲမှာပေါ်လာအောင်အဲ့ဒါဘာလို့ပေါ်လာအမှန်မင်းတို့အဲ့စိတ်မပေါ်လာနဲ့ ဘာဖြစ်လို့ကုတ်ချက်မျိုးကမှန်တာဟုတ်လားအဲ့ခုနလူလူနဲ့လှုပ်ခဲ့တော့တောင်မို့အလိုရင်းနဲ့တွေ့ရဆိုင်မှာမာခဲ့တဲ့တန်ကအဲ့ဒီမှာသွားဆောင်ပြီးရချိန်မှာသူကမခံနိုင်တဲ့ကြောင်ဖွက်ပြရအဲ့တော့ဥရောဖာမှာရှိတဲ့ကလေးတွေအဲ့တော့ကြက်ယူကြက်တဲ့နူးနူးကြက်တွေကိုလည်းမပုတ်ဘူးနဲ့ဘိုင်းတွေအတွေ့အကြုံမထားဘူးနဲ့ဥရောကဒါလေးအကျဉ်းပြပြတာနော်ဒါလေးအကျဉ်းပြပြတာပါ